ဘာစနာဖန်နေကတော့မှလက်ခုပ်တီးခုံမြူခဲ့ရတဲ့ဒူးတဲ့တော်ရီယန်ကစားသမားရဲ့ဝန်ထမ်းဆရာဇလန်ရီယန်မက်ထရင်နဲ့ဘာစနာရဲ့အန်ကလက်စီကိုဒါဘီဆိုတာကကဘာပေါ်မှာအပြင်းထန်ဆုံးဒါဘီပြိုင်ပွဲထွက်ခုဖြစ်ပြီးတော့အင်္ဂလမာရှိရဲ့လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့လိုအင်္ဂလန်ဒါဘီနဲ့လည်းအနေငယ်ဆင်နူတယ်လို့ပြောအောင်မှာဖြစ်ပါတယ်စပိန်နိုင်ငံရဲ့ကြီးကျယ်ခမ်းနားဆုံးဒါဘီပြိုင်ပွဲဖြစ်ပြီးတော့ထောင်ကွာနှစ်ခုနှစ်တည်းကပြန်ဆန်မှုပြင်းထန်လာခဲ့တာဖြစ်ပါတယ်ပြောမယ်ဆိုရင်ဒီဒါဘီပြိုင်ပွဲရဲ့အပြင်းထန်ဆုံးကာလတွေကတော့2009ခုနှစ်ကနေ2018ခုနှစ်အတွင်းကာလလို့ပြောအောင်မှာဖြစ်ပါတယ် ကမ္ဘာအကောင်ဆုံးကစားသမားတယောက်ဖြစ်လာဖို့တားဆိုနေတဲ့ Cristiano Ronaldo Real Madrid ကိုပြောင်းရွှေ့သွားခြင်းနဲ့အတူ Lionel Messi ရဲ့ထွန်းတောက်လာတဲ့ခြေစွမ်းခြေစားတွေကြောင့် El Clasico Derby ပြိုင်ပွဲဟာကမ္ဘာအကျော်အကြားဆုံး Derby ပြိုင်ပွဲတွေကတစ်ခုဖြစ်လာခဲ့တာပါ ပြောရမယ်ဆိုရင်အင်္ဂလန်စီကိုဒါဘီပြိုင်ပွဲတွေဟာတာမန်ဘောလုံးပွဲတစ်ပွဲထက်ပိုတဲ့အခိုက်အတန့်တွေရှိခဲ့ပူပါတယ်1936ခုနှစ်ဝင်းကျင်တုန်းကဒီဒါဘီပြိုင်ပွဲတွေဟာနိုင်ငံရေးပဋိပက္ခကိစ္စတွေကိုလည်းဖြစ်ပွားစေခဲ့တာဖြစ်ပါတယ်အဲဒီပြင်ဘာစနာအသင်းဟာဒီကက်တလန်အမျိုးသားရေးဝါဒရဲ့တင်ကြတာတစ်ခုဖြစ်ပြီးတော့ရီယယ်မက်ထရစ်ကတော့စပိန်မျိုးသားရေးဝါဒနဲ့ဆက်ဆက်လျက်ရှိနေပါတယ်စပိန်နိုင်ငံရဲ့အရင်ကအာဏာရှင်တယောက်ဖြစ်တဲ့ Francisco Franco က1963ခုနှစ်မှာဒီ Barcelona အသင်းရဲ့ဥက္ကဋ္ဌဟောင်း Josep Suñol ကိုကွပ်မျက်အမိန့်ပေးခဲ့တာကြောင့် Barcelona နဲ့ Real Madrid အကြားက အမုန်းတွေကပိုပြီးတော့ဒိုးလာခဲ့တာမျိုးရှိခဲ့ပါတယ်1995ခုနှစ်မှာ France ကိုကွယ်လွန်ပြီးတဲ့နောက်မှာ Spain နိုင်ငံမှာအပြောင်းအလဲအများစွာပြုလုပ်ခဲ့ပြီးတော့ Democracy စနစ်ကိုပြောင်းလဲခဲ့တယ်ဒါပေမဲ့ Franco ရဲ့36နှစ်ကြာအောင်ချုံမှုအမာရွေးတွေကတော့ကက်တလန်အခြေစိုက်ဘိုင်းစလာမျိုးသားတွေစီမှာကြံရှိနေစေဖြစ်ပါတယ်တမန်ရေကူအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ Barca နဲ့ Real တို့ဟာ Spain မှာအောင်မြင်ဆုံးနဲ့အားပေးမှုအတင်းနဲ့တင်းဖြစ်တာကြောင့်သူတို့နှစ်တင်းတွေးဆုံတဲ့ Anglesi ကိုဒါဘီပြိုင်ဘက်တွေကပြိုင်ဆိုင်မှုပြင်းထန်လေးရှိပါတယ်ဒါပေမဲ့ဒီခါလေးမှာသူတို့ပြိုင်သက်တွေဟာ ။ဒီပြိုင်မဲ့ကစားမတရားဆွမ်းဆောင်ရည်ကိုသဘောကျပြီးတော့သူတို့အကြောကအမုန်းတွေကိုခဏတာဖယ်ရှားခဲ့တဲ့ခိုက်တက်နေရှိပါတယ်။အထောင်ဝ89ကိုနေဖေဝါရီလတုန်းကကဲနုမှာဘိုင်စနာပရိသတ်တွေရဲ့မက်တရဲ့လက်ခုပ်တီးဂုံပြူချင်းခံခဲ့ရတဲ့အင်္ဂလိပ်လူမျိုး Lori Canning ဟင်းဟာလည်းအဲ့လိုပါပဲ။ Canning ဟင်းဟာအထောင်ဝ89ခုနှစ်မှာ Webron အသင်းကနေပြီးတော့ Real Madrid အသင်းကိုပြောင်းရွှေ့လာခဲ့ပြီးတော့ Spain ချေဆိုင်အသင်းကြီးအတွက်ကစားပေးခဲ့တဲ့ပထမဆုံး English လူမျိုးလည်းဖြစ်ပါတယ်။ ၎င်း89နှစ်မှာကစားခဲ့တဲ့အင်္ဂလိပ်စီကိုတားပြီးပြိုင်ပွဲမှာ Real Madrid ကဘာကာအသင်းကို2-0နဲ့နိုင်ရရှိခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာကန်နင်ဟင်းဟာထူးချက်ချေဆွမ်းပြသသွားခဲ့တာဖြစ်ပါတယ်။အဲတော့ကဘိုင်စနာအသင်းမှာကစားနေတဲ့နောက်ခံလူဒါမီကယ်လီကိုရိုင်းကကန်နင်ရဲ့ချေဆွမ်းကိုဒီဘက်ကတကယ်ကို YouTube ချင်းစရာကောင်းလောက်ကောင်းလွန်ပါတယ်ဆိုပြီးတော့ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။ကန်နင်ဟင်းဟာအဲ့ဒီအချိန်မှာ Real Madrid ကို La Liga ဖလားရရှိအောင်ကူညီပေးခဲ့တယ်လို့ဒီတော်ဝင် Madrid ပရိသတ်တွေရဲ့အထူးချစ်ခင်အားပေးခြင်းကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့နောက်ရက်ဒီမှာတော့ကန်နင်းဟာ6ရောက်မှာတရားရရှိခဲ့ပြီးတော့ Manchester United Sporting Kijo အတင်းတွေကိုအငှားချခံခဲ့ရပြီးတော့ Spain အခြေဆိုင်ကလပ်မှာအရင်လိုခြေစွမ်းမျိုးပြန်မရတော့ပါဘူး။အဲဒီနောက် Marseille, Leicester, Real Blackano, Calario တဲ့ Wolverhampton အတင်းတွေမှာဆက်လက်ကစားခဲ့ပြီးတော့ထောင်းကွာ89ခုနှစ်မှာတော့ La Liga 2မှာရပ်တည်နေတဲ့ Raro ကိုတန်းပြန်တက်လိုက်နိုင်အောင်ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့3လအကြာမှာပဲသူဟာဓမ္မထွေမျိုးအနည်းမှာကားပေါက်နေတော့အသက်33နှစ်အရွယ်မှာပဲဝမ်းနည်းဖွယ်ရကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ အဖေစီနေရဲ့ဖော်ပြချက်အရဆိုရင်သူဟာရှေ့မှာရှိနေတဲ့ပုံမှန်သွားနေကားစီကိုကြော်တက်ဖို့ကြိုးစားနေတဲ့လမ်းမမှာရထားတဲ့တခြားကားစီကိုမမြင်မဲနဲ့ဝင်းတိုင်းမိရကနေအဲ့ချိန်မှာခမက်လဲမပတ်ခဲ့တာကြောင့်တခါတည်းအသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါရင်သူကားရှောင်ရနေမိတိုင်းတစ်ခုကိုဝင်းတိုက်ခဲ့ပြီးတော့ကယ်လင်နှင်းရဲ့ကားတော်တော်လေးကိုပျက်စီးသွားပြီးဆေးရုံကိုအချိန်မီပို့ဆောင်ခဲ့ပေမဲ့လည်းမကြာခင်မှာတေဆုံးသွားခဲ့တာဖြစ်ပါရင်အဲ့ခီးစင်မှာသူ့ရဲ့အတူပါလာခဲ့တဲ့ မလန်တီတယောက်ပဲအသက်ရှင်ခဲ့တာဖြစ်ပါရင်ကနေကရီယယ်မန်ထရီအတွက်ကို66ဝယ်ကစားခဲ့ပြီးတော့သွေးကွန်း20အတွင်းခဲ့ကလာလီဂါဖလားတစ်ချိန်နဲ့ကိုပါဒရီဖလားနှစ်ချိန်ရရှိခဲ့တာပါ